ါရှင်ဒီနေ့မှာတော့ကျွန်မပညာဒါန reading လေးတစ်ခုအနေနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောကြမယ့်အကြောင်းအရာလေးကတော့ကျွန်မတို့ဒီသတင်းကြိုလာပြီလဲကြော်သွားပြီပေါ့နော်အဲ့တော့ဒီကာလာတွေကြော်လွန်ပြီးတဲ့နောက်မှာကျွန်မရဲ့ video ကိုလာရောက်ကြည့်ရှုနေတဲ့လူတွေကျွန်မရဲ့ page ကို follow လုပ်ထားတဲ့လူတွေ YouTube မှာစောင့်ကြည့်နေတဲ့လူတွေအဲ့ဒီလူတွေအားလုံးအတွက် collective reading လေးတစ်ခုကတော့အဲအဲ့ဒီ အာဒီကာလာတွေဖြတ်ကျော်ပြီးတဲ့နောက်မှာဘယ်လိုမျိုးအခြေအနေမှာအပြောင်းအလဲတွေရှိလာမလဲဆိုတော့ကျွန်မကြည့်ပြမှာဖြစ်ပါတယ်။အဲ့တော့ဒါကတော့အာ collective reading တွေကိုပို့ကြိုက်တယ်လို့ကျွန်မက comment တွေလည်းပေးစားပြီးတော့ဆရာမကလည်း collective reading တွေဟောရတာပို့ပြီးတော့ကြိုက်တာဖြစ်တဲ့အတွက်အခုလည်း collective reading တွေကိုပဲသေးသေးကြည့်ပြီးသွားမယ်နော်။ pick up by reading တွေကတော့နောက်တစ်ခုကြာမှအင်းတစ်ဖက်သူရဲ့သဘောထားခန်းစားချက်ကိုတင်တဲ့အခါဆိုရင်တော့ဒါက pick up by reading ကတင်နေကြအဲ့ကြမှာဘိုင်းရေးကြတာပေါ့။အခုကတော့ဘိုင်းမရွေးရဘူးဒီတိုင်းပဲနားထောင်လိုက်လို့ရပြီနော်။ ျမရဲ့อืม reading တွေကိုနားထောင်နေတဲ့လူတွေထဲမှာအချီအိမ်တော်ကြီးကအဲ့လိုဂိုင်ကိုကြီးကြီးတယ်ပုခက်ခက်နေတဲ့လူတွေအများကြီးပဲပါနေလို့အာကျွန်မပြောခဲ့ဘူးတယ်နော်အာဒီ collective reading နေကြည့်တဲ့လူတွေကလည်းတော်တော်များများကို energy ကြိုက်တာနော်ကျွန်မတို့တော့တစ်ခါတည်းလန့်ရတယ်ဆရာမကြီးနော် comment လေးတွေဖတ်ရတယ်ဆရာမကြီးကျွန်တော်ကျွန်တော်ကျွန်တော်ကျွန်မတို့ကိုကြည့်ပြီးတော့ဟောနေရလားနော် energy ကြိုက်လောအကြီးပါတယ်အာနော် ဟိုအဲ့လိုမျိုးတွေကွန်မန့်နေလည်းဖဲရတယ်တချို့ဆိုမက်ဆန်ဂျာတိရောက်လာပြီးတော့ပြောတာဖြစ်တယ်ဖြစ်တာဖြစ်တဲ့အတွက်လေ energy ကြိုက်တယ်ဆိုတာတော့ကျမလေးဟိုထားတော့ reader တယောက်အနေနဲ့တော့ အဝမ်းသာတာပေါ့နော်ဒါပေမဲ့မကောင်းတဲ့ reading တွေတင်ပြီးပြီ energy negative energy တွေပါနေတဲ့လူတွေဆိုရင်လာပြီးတော့ငိုကြရတယ်ကိုမက်မှလည်းလေအယမ်းလေဟိုဖြစ်တာတွေ horror လေးစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ကောင်းတာလေးတွေပဲဖြစ်စေချင်တယ်အဲ့တော့ဒါပေမဲ့တော်တော်ခက်ခဲနေတဲ့လူတွေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကကျမတောင်းချောက်အမြဲပြောနေကြပဲ zoo connection သမားတွေဆိုရင်တော့ခက်ခဲကိုကြော်ပြပြီးမှဟွန်းဗာလဲဟောပေါ့နော်မောင်မိုက်ခက်ခဲတဲ့ အကြမ်းတမ်းဆုံးညတွေအမောက်ဆုံးညတွေကိုဖျက်ချုပ်ပြီးမှပဲနောက်နေ့တစ်တခုမှကောင်းမွန်တဲ့ညတွေရောက်လာမှာပေါ့နော်နေသားမဲ့ရက်တွေရောက်လာမှာဆိုတဲ့စကားအတိုင်းပဲအဲ့တိုင်းပဲကျွန်မ page ကလူတွေလေပြောကြောပြရတော့ကြောပြရမှာပဲအခုလည်းမဟုတ်ခင်ဘာလို့အဲ့ဒါပြောလဲဆိုတော့မှကြက်လာတဲ့ကတ္တိယပြောနေရတာဆိုတော့ အဲ့ဒီလူတွေအကြောင်းကျွန်မဘာလို့ပြောရမလဲဟိုလူချင်းမတွေ့ရတာမှတိနေပြီပေါ့နော်ဟောပါများတော့ဒီမှာလည်းကျွန်မ page ကလူတွေတော်တော်များများဒီအဒီသတင်းချိုကာလာအပီးဒီမှာပေါ့နော်ကောင်းလာနေမယ်ကောင်းလာနေမယ်လို့ဟောပြီးသားနော်စကြကျွန်မရုံရုံကြည်ကြည်နဲ့ကို general reading ဆိုပေမဲ့ပညာဒါန reading ဆိုပေမဲ့ကောင်းလာနေမယ်လို့ရုံရုံကြည်ကြည်နဲ့ကိုဟောပြီးသားအဒီထဲမှာဟိုအနည်းနဲ့အမြန်ရှိမယ်နော်ဟို ကိုယ့်ရဲ့ energy ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ healing လုပ်နိုင်စွမ်းတွေမူတည်ပြီးတော့ကိုယ့်ရဲ့စိတ်နေသဘောထားတွေမူတည်ပြီးတော့ရလက်ကဟိုဟိုဘောနော်အာဒီဘက်ကဟောတဲ့အတိုင်း general reading နေဆိုတော့တရားရခိုင်နှုန်းတူတဲ့လူတွေရှိမယ်အနည်းနဲ့အများတော့နည်းနည်းတော့ကွာမယ်ပေါ့နော်လူတိုင်းနဲ့တော့ energy ကဟိုဒီအတိုင်းဟောတဲ့အတိုင်းတော့အနာဂတ်မှာဖြစ်လာမှာမဟုတ်ဘူးဒါ general reading ဟိုဒီလိုပဲတီးတန့်အချက်လက်တွေပြပြီးတော့ဟောတဲ့ reading တွေမှာတော့မှ နော်ကျမကတော့ပုံမှန်လေးလေးပဲပြောတယ်အဲတချို့ຢာခိုင်တော့ຢာလက်တီးကြတယ်တချို့ຢာကတော့ကိုကိုတိုင်းရဲ့ပုံမှာမူတည်နေတယ်ဘာတွေကတော့မတည်ကြဘူးမြဲပြောတယ်ဒီဆရာမကတော့ဟိုတီးတက်မိပြီလူတွေတီးပါတယ်ပုံမှန်လေးလေးပဲပို့ဆိုတာအချိန်ကြီးပါနေမေးရဆိုရင်ဆရာမကပြောတယ်နော်ဒီအချိန်အတွင်းမှာပြန်အဆင်ပြေမယ်ဆိုပြေကိုပြေမယ်ပဲပြေနိုင်မှုຢာခိုင်တော့နေရတဲ့ဆိုရင်နေရတယ်ဒီလိုမျိုးပဲအကုန်လုံး ပုံဝင်နေနေပဲပြောနေကြဆိုတော့အခုဒီ January ဒီနေ့မှာလဲကျွန်မတချို့ဟာတွေကို surely definitely တိတိကျကျပြောလို့ရတဲ့အရာတွေပါတယ်အဲ့တော့ပထမပညာဌာန reading တွေနားထောင်နေကြလူတွေသိလိမ့်မယ်ပြန်အဆင်ပြေခဲ့တယ်လို့ပြောခဲ့တဲ့လူတွေသေးကြတယ်အခုတလားနှစ်လားလောက်ပဲဆောင်းလိုက်ပြန်အဆင်ပြေလာတော့မယ်နော်အပြောင်းလဲကြီးကြီးမားမားအောင်ဖြစ်ဖို့ရှိတယ်အဲ့တော့ဒီမှာကဒီမှာကိုဆွဲထားတဲ့ကတ်တွေအပြင်တခြားကတ်တွေလည်းထပ်ဆွဲပြီးပြောပြအောင်ပါအခုဒီမှာတော့မြင်နေရတာဒီဒီ တချို့လေးတွေကတော့သတင်းကြွကာလာတွေမှာဒေကနည်းနည်းလေးပြန်အဆင်ပြေနေတာကိုတွေ့ရတယ်။ဒါပေမဲ့တချို့တွေကအဆင်မပြေတဲ့ energy တွေရှိနေတော့မယ်။ဘလို့အဆင်မပြေရလဲဆီယမ်မကြီးဆိုရင်တော့တချို့ကတော့လုံးဝကြီး no contact ဖြစ်သွားတယ် break ဖြစ်သွားတယ်အနေထားတွေဒါဒီမှာလူတွေအများကြီးပဲကြည်နေတာလေနော်အဲ့လိုအနေထားတွေရှိခဲ့တဲ့လူတွေကတော့ဆက်သွယ်ပြန်ရတော့မယ်နော်ဒါအပြောင်းလဲကြီးကြီးမားမားဒီဒါပဲဆက်သွယ်ပြန်ရတော့မယ်အသစ်စတင်ခြင်းတွေရှိလာနိုင်မယ်ဒါနံပါတ်1တစ်ချက်ပြောလို့ရပါပြီတချို့ကတော့ဆင်မကြီးဆက်သွယ်ပြတ်သွားလဲမဟုတ်ဘူးဒါပေမဲ့ဘလို့ကြီးလဲမသိဘူးသွေးအေးသွားတယ်ဒလို့ကြီးပဲသူနဲ့ကျမနဲ့ကအစင်လက်ပြေပါတယ်အဲ့လိုကြီးကြီးမားမားပေါ့နော်လမ်းခွဲကြမယ်ဆိုတာလည်းမရှိပေမဲ့သူ့ဘက်ကနေဆက်သွယ်လုပ်တဲ့ချက်မလုပ်တဲ့ချက်ဒါမှမဟုတ်ရင်တချို့ဆိုလုံးဝ ghost သွားပြီနော် ghost သွားပြီဆိုတော့ ဟိုဘာမပြောညာမပြောနဲ့ပျောက်သွားတာပေါ့နော်အလူကအကောင်လိုက်ကြီးရှိရဲ့နော်ဟိုကိုလည်းသူ့သွားဆက်သွယ်လို့ရတယ်ဒါပေမဲ့ဆက်သွယ်လို့မရတဲ့ပုံစံမျိုးတွေဟိုဘလို့လည်းမသိဘူးဖြစ်သွားပြီးတော့အေးဆက်သွားတာပေါ့နော်အဲ့လိုအနေထားမျိုးတွေရှိတယ်လူတွေလည်းရှိမယ်ဒါလက်တက်လုံးမှာရှိနေတယ်ရှိခဲ့တယ်ပေါ့ဒါပေမဲ့စိတ်မပူပါနဲ့သူကအဲ့လိုလူမျိုးတွေရှိနေတယ်ဆိုရင်အဲ့လိုလူမျိုးတွေကလည်းဟိုဒီအမူအရာကြီးရတာအဲ့လိုကြီးဖြစ်နေတာပေါ့နော်အဲ့လိုဆိုဒီမှာပုံထဲမှာလည်းဒါကောင်မလေးပုံဒါကောင်မလေးပဲဖြစ်ဖြစ်ကောင်လေးပဲဖြစ်ဖြစ် ။မပုံထဲမှာတော့သူရမှာသူ့ဘွေးမှာလေကိုစီကိုဆက်သွယ်ခြင်းနဲ့ဆက်သွယ်လို့ရတယ်နော်။ကိုကိုလာပြီးစကားတွေပြောရင်လည်းပြောလို့ရတယ်။လာတွေ့မယ်ဆိုလည်းတွေ့လို့ရတယ်။ဒါမဲ့သူ့ယုတ်ကြည်ကိုကြည်ပါ။ဘာမှလည်းမလုပ်ဘဲနဲ့ထိုင်မှိုင်းနေ။ဒါအပြင်းမှာဆိုရင်တော့ပြင်းနေတဲ့လူတယောက်ပေါ့နော်။ပြင်းရခြင်းအကြောင်းရင်းကအမျိုးမျိုးတော့ရှိမှာပေါ့။ဒါပေမဲ့ဒါပေမဲ့အဲ့လိုဒါလူကဖြစ်နေရစိတ်ထဲမှာပြက်လာဆိုလို့ပါစိတ်ထဲမှာမပြက်ပါဘူးမကြည့်လိုက်နော် seven of swords energy အရာတော့ဒါကဟိုအဲ့လိုကြီးနေနေပြီမဲ့ပေါ့နော်သူပြင်းနေပြီမဲ့ သူ့ရဲ့စိတ်ကတော့တစ်ချက်တစ်ချက်မှကိုဘာကြီးလုံနေလဲသိချင်းသေးတယ်ကိုကိုစိတ်ဝင်စားသေးတယ်ကိုကိုချောင်းကြည့်တယ်ချောင်းကြည့်ရဆိုတော့တချို့ဆိုရင်လူချင်းဟိုလာပြီးလေးလာလို့ရတယ်လူဆိုရင်ကိုမသိအောင်လို့နော်လူချင်းလူအိမ်ကြီးနာချင်းနေဆိုရင်ပေါ့နော်ဒါနီးတဲ့လူတွေဆိုရင်တော့ကိုဘာလုံနေလဲလာလာပြီးကိုမသိအောင်ချောင်းညာမျိုးရှိတယ်နော်ဝေးတဲ့လူတွေဆိုရင်တော့ဆိုရှယ်မီဒီယာပေါ့ဒါဆိုရှယ်မီဒီယာနေဆက်သွယ်လို့ရနေရတယ်အများကြီးပဲလေနော်ဒါဒါမျိုးဒီရှိမယ်တချို့ကြတော့တငယ်ချင်းမိတ်ဆွေတွေကနေကိုယ့်အကြောင်းတွေလေ့လာနေရရှိမယ်အဲ့တော့အဲ့ဒီဟာနေပြီးတော့ အဲ့အဲ့ဒီကနေပြီးတော့ပြန်ပြီးတော့အဆက်အသွယ်တွေရလာလိမ့်မယ်ပြန်ကောင်းလာလိမ့်မယ်အဲဒါအပြောင်းလဲပေါ့နော်တချို့ဒီဒီမှာကြည့်လိုက်နော် debt လုံးဝဖြစ်သွားတဲ့လူကတော့စောနာပြောပြီးသား debt and rebate energy ရှိပါတယ်အဆက်အသွယ်ပြတ်ပြတ်သွားတယ်နော်လမ်းခွဲချမယ်ဟေးတို့ပြတီတီမမစကားတွေများပြီးဖြစ်ထားတဲ့လူတွေဆိုရင်လည်းပြန်ပြီးတော့အဆင်ပြေလာနိုင်ခြင်းရှိတယ်အဲဒါတော့အများကြီးပဲကြည့်မဲ့လူတွေအများကြီးဆိုတော့ energy ကတော့အမျိုးမျိုးဖြစ်နေတာပေါ့နော်။ဘာလို့ဆင်မအဲ့လိုအတိအကျတွေဟိုပြန်အစဉ်ပြေလာတော့မယ်လို့အတိအကျတွေပြောလဲဆိုတော့သူ့စိတ်ထဲမှာကလေအင်း ကိုကသူ့ဘောအရန်ကောင်းနေဘယ်တော့တောင်ကောင်းလဲဆိုတာလीဟိုဒါမိတ်ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်သူ့ဘောအရန်ကျင်လာတယ် အာဒီကြည့်နေတဲ့လူကဘလို့လူပဲဖြစ်ဖြစ်တစ်ဖက်လူကတိတယ်ဟိုသူ့ဘောအရန်ကျင်လာတယ်သူ့ဘောအရန်ကောင်းတယ်ကိုဒီဘောနော်တခြားလူတွေရဲ့ဘောကိုဒီ Empress Energy နဲ့မရှိရင်တော့မှသူ့ဘောတော့တော်တော်ကောင်းတယ်ဒီ Empress Energy ဆိုတာကအရန်တီးခံပေးတယ်အရန်ချစ်ပေးတယ်အရန်မိခင်မြတ်တာစိတ်ရှိရယ်ဘောဒါယောက်ျားလေးပဲဖြစ်ဖြစ်ဘောနော်ဘလို့ပဲဖြစ်ဖြစ်သူ့ဘောတီးခံတယ်သူ့ဘောတကယ်ချစ်တယ်တကယ်ကျင်လာတယ်ဘောနော် Empress ကကျင်လာတာဟိုဒါဒီပုံလေးတွေအတိုင်း အဲ့တော့အဲ့အရာလေးတွေရှိနေတဲ့ဆိုတော့ तू သိတယ်เนาะ तू သိတယ်ဒါကြောင့်လေပေါ့เนาะဒါကြောင့်လေသူ့ရဲ့အတွင်းစိတ်ကသိနေရเนาะဟိုလေ net shine နဲ့တနည်းအားကိုသိနေရကွာเนาะအစရေကလည်းဒီမှာက slow connection နေပါတာ哦နန်ချင်းတွေပါဆက်ဆက်ထားတဲ့လူတွေပါတယ်လို့ဆရာမအမြင်ဟောနေကြဆိုတော့ ါကြောင့်သူအရာရာကိုထားခဲ့ပြီးတော့လှည့်ထွက်သွားတဲ့လူတွေတောင်မှနော်လှည့်ထွက်ဖို့ရွေးချယ်ပြီးသွားပြီးတချို့သည်ရွေးချယ်လိုက်ပြီးတချို့သည်ရွေးချယ်ဖို့ကြံရွယ်နေတဲ့လူတွေတောင်မှရွေးချယ်လဲသူခဏပဲရွေးချယ်နိုင်ပါလိမ့်မယ်နော်ပြန်ပြီးတော့ပေါ်ပါတဲ့ energy တကွနဲ့ကိုယ့်စီကိုပြန်ရောက်လာပြီးတော့နော်သူ့ဘက်မှာရှိနေတဲ့အလုတ်ကန်ကိုရေးကြည့်ဒီလေအောင်မြင်လာမဲ့တနေ့တွေ့ရတယ်ဒါဘာလို့ထည့်ဟောတာလဲဆိုတော့တချို့ကဒီမှာ အလောက်ကင်ငွေကြီးကြောင်ခဏအဆင်မပြေဖြစ်သွားတဲ့လူတွေပေါ့နော်အဲ့ဒီအလောက်ကင်ငွေကြီးမှာအဆင်မပြေတော့တခြားအရာတွေပါလွှတ်ချခံလိုက်ရတဲ့လူတွေရှိတယ်အဲ့ဒီလူတွေဆိုရင်လည်းအဲ့ဒီအလောက်ကင်ငွေကြီးလေးတွေကမှကျန်တဲ့အရန်အောင်မြင်တဲ့လူတယောက်ဖြစ်လာတော့မှအရန်အဆင်ပြေလာမယ်လူတွေသားထဲမှာလည်းလူမှုရေးပါပို့ပြီးအဆင်ပြေလာလိမ့်မယ်အဲ့ဒီလူမျိုးအဆင်ပြေလာတဲ့တနေ့မှာဒီအချစ်ကြီးမှာလည်းဒီနှစ်ယောက်ပြန်ပြီးအဆင်ပြေလာလိမ့်မယ်လို့ဆရာမအမြင်တယ်ပေါ့နော်နောက်တစ်ခုဒီမှာဆရာမလေးပြောနေတဲ့ဖြတ်ခနဲ့ energy ရတော့တာဒီထဲမှာကြည်ငယ်လူကဒါအချစ်ရဲ့အိမ်တော်ကြီးဟောတာဖြစ်တဲ့ဖြစ်တဲ့အတွက်တချို့ကကြအိမ်တော်ပြုတ်ပြီးသားလူတွေပါလိမ့်မယ်သူနဲ့ကိုယ်နဲ့နှစ်ယောက်ကလက်ထပ် ပြီးသားပေါ့နော်အဲ့လိုလူတွေဆိုရင်လည်းအကြမ်းထဲမှာကရောက်စားဖြစ်ပြီးအဆင်ပြေပြေဖြစ်နေတော့မှစိတ်မပူနဲ့ မတင်မှတ်ထားတာပေါ့နော်ကိုယ့်စီမှာတတလီမီမီလေးတွေပေါ့နော်ရလာပြီးတော့ကိုဝင်ရှိသွားတဲ့အနေထားကြောင့်နှစ်ယောက်သားပြန်အဆင်ပြေလာမှမျိုးလေးတွေအဲ့ဒီလိုမျိုးကိုဝင်သတင်းလေးတွေကသတင်းကောင်းလေးတွေအနေနဲ့ကို့ရှူရောက်လာတတ်တယ်နော်ဒါလေးတွေကလည်းဒါလူတိုင်းတော့မဟုတ်ဘူးနော်ဒီတက်မှာရကန်တော့နေတယ်ဒါမှခေါင်းနဲ့ဟိုအာလေ message ဖြတ်ခနဲ့ရသွားလို့ပေါ့နော်ဒါတော့အဲ့လိုလူတွေလည်းပါလိမ့်မယ်နော်အဲ့လိုလူတွေလည်းပါလိမ့်မယ်အဲနောက်တော့နော်ဟိုမှာကက်ကလေးထပ်ဆွဲထားတယ် ဆိုတော့ဒီမှာကြည့်လိုက်နော်ဆင်မလေးဟိုဒီကာလတွေအကျော်မှာဘယ်လိုမျိုးပြောင်းလဲတွေဖြစ်လာမလဲလို့ဟောနေတဲ့အချိန်မှာပဲ wedding ကတ်တွေကြလာတော့စောနာကဒီမှာ pregnant ဆိုတဲ့ဥစ္စာလည်းရလာတော့လေအဲ့ဒီအဖွဲတွေတော့ထပ်ပြောနေရလို့ထင်တယ်အဲ့တော့ဟိုဒီထဲမှာလေဟို ဒီတရင်ကျုပ်အကျော်မှာဒါတွေကဝါဝါကျုပ်ပြီဆိုရင်လူမင်္ဂလာဆောင်ဖို့စီစဉ်နေတဲ့လူတွေရှိတာပဲလေနော်ဝါကျုပ်ပြီအဲ့လိုလူတွေလည်းပါလိမ့်မယ်အဲ့လိုလူတွေဆိုရင်တစ်ခါကြရင်အဲ့လိုမျိုးပွဲကြီးပွဲကောင်းနေမင်္ဂလာကိစ္စတွေဖြစ်တော်မယ်ဆိုရင်ရှိမှာခရောက်ခစားဖြစ်နေကြပဲလေနော်ဆိုတော့ တော်တော်များများဖြစ်တတ်ပါတယ်အနည်းနဲ့များဖြစ်တယ်အဲ့လိုမျိုးညှိနှိုင်းနေရင်လည်းအဆင်မပြေဖြစ်သွားတဲ့လူတွေဆိုရင်မပူပါနဲ့ဒီမင်္ဂလာကိစ္စလေးအဆင်ပြေလိမ့်မယ်ပြန်ပြီးအဆင်ပြေလိမ့်မယ်နော်အဆင်ပြေလာလိမ့်မယ်ဒီနှစ်ယောက်ဒီလက်ကိုလက်ထဲရမယ်လူတွေနှစ်ယောက်ပေါ့ဒါပေမဲ့ဂျားထဲမှာတော့အဲ့လိုမျိုးလေးတစ်ခုခုကြောင်းပေါ့နော်ဟိုသူနဲ့ဟိုယူခါနီးမှမယူချင်းစိတ်တွေတောင် ဖြစ်လာနိုင်တာမျိုးရှိတယ်အဲ့လိုအခြေအနေမျိုးဖြစ်လာရင်အရန်စိတ်ပင်ပန်းရလိမ့်မယ်အဲ့လိုစိတ်ပင်ပန်းမှုလေးကိုခွင့်လုပ်ပေးလိုက်ပါတဲ့နော်လွှတ်ချပေးလိုက်ပါဟို ဟိုသူ့ကိုဘယ်လိုကြောင်းရပဲဖြစ်ဖြစ်သူ့ကိုလက်မထက်တဲ့လူလို့တော့ universe ကမပြောပါဘူးမင်းသာခွင့်လွှတ်နိုင်ရင်ပေါ့နော်ဒီလက်ထပွဲလေးကအဆင်ပြေပြေအောင်မြင်မြန်ဖြစ်သွားလိမ့်မယ်သူကလည်းမင်းကိုချစ်ပါတယ်တဲ့နော်မင်းကတော်တော်လေးကိုချစ်စရာကောင်းတဲ့လူပါချစ်ချင်းမေတ္တာနဲ့မင်းအတွက်ဆိုရင်လည်းချစ်ချင်းမေတ္တာနဲ့ထိုက်တန်ပါတယ်လို့ universe ကပြောတယ်ပြီးတော့နှစ်ယောက်ကြားမှာဘလောက်ပဲလေအခက်အခဲတွေအသာစီးတွေအနောက်ချက်တွေရှိနေပါလိမ့်စီอืมဟောပါတော့နော် တဲ့လူတော့ကအရင်အောင်ဆွဲဆောင်မှုရှိနေအဆွဲဆောင်မှုကလည်းရှိမှာပေါ့ဒါကလေအတိတ်ဘဝမှာရေဆက်တွေပါခဲ့တဲ့လူတွေဆို connection တွေဆို mate တွေ twin flame တွေဆိုရင်တယောက်နဲ့တယောက်ကဘယ်လိုဖြတ်ဖြတ်ဘယ်သူဖြတ်ဖြတ်ဖြတ်လို့မရအောင်ဂျားထဲမှာဘလောက်ပဲအဆင်မပြေစရာမဖြစ်တဲ့ကိစ္စတွေရှိနေရင်တော့မှလေနော်လူမှုပတ်ဝန်းကျင်အတိုင်းအဝိုင်းဘာသာရေးအဖြစ်သတ်မှတ်ထားတဲ့ကွဲပြားခြားနှံချက်တွေရှိနေမယ်ဆိုရင်တော့မှဘယ်လိုမှဖြစ်ဘူးမှလည်းဖြတ်လို့မရဘူးကိုကိုတိုင်းတော့မှဖြတ်လို့မရနော်ဆိုတော့အဲ့လို connection မျိုးတကူကိုပိုင်ဆိုင်ထားတဲ့လူတွေဒီထဲမှာပါလိမ့်မယ် နော်ဆိုတော့အစဉ်ပြေလိမ့်မယ်အဲဒါပေမဲ့တချို့အုပ်စုတွေပေါ့နော်တချို့အုပ်စုတွေကတော့ဒီမှာ wedding cake ကဒီမှာကြည့်မယ်လူတွေအများကြီးပါတော့လေဆရာမ energy တမျိုးလဲရတယ်။ဘာ energy တမျိုးရလဲဆိုတော့ဒီမှာလဲခွင့်လွတ်ပေးဖို့ပြောနေတာဆိုတော့လေနော်။တချို့အချိန်တွေကတော့ဒါကသူနဲ့ကိုလည်းလက်ထပ်ပြီးသားလူတွေနော်လက်ထပ်ဖို့ရည်ရွယ်ထားတဲ့လူတွေ စီရက်လက်ထပ်ဖို့ရည်ရွယ်တယ်ဆိုတာမိသူကမိသူမဆိုတော့ကိုချစ်တယ်လို့လက်ထပ်ချင်တာပဲလက်ထပ်ဖို့ရည်ရွယ်ကြတာပဲပေါ့နော်အဲ့လိုပြောတာမဟုတ်ဘူးဆင်မပြောတာလက်ထပ်ဖို့အထီးစီစဉ်ထားပြီးကွန်မစ်မန့်နေပြီးပြီးတော့ပေါ့နော်လက်ထပ်ပွဲတွေစီမစီစဉ်မှုစီစဉ်ထားတဲ့လူတွေ ကိုကတအုပ်စုဇွန်နာအဲ့အဲ့လူတွေကတော့အဆင်ပြေမယ်။နောက်တအုပ်စုကတော့အဲ့အဆင်တီမရောက်သေးဘူး။မြောက်သားညှိနှိုင်းနေနေဈာထဲမှာဈာကန်အနောက်ချက်တီနဲ့ဒီလိုမျိုးအဆင်မပြေတွေဖြစ်နေတဲ့ကိစ္စတွေမှာပေါ့နော်။အဲ့လိုကိစ္စတွေရှိရဲ့။အဲ့ဒီကိစ္စတွေလည်းတချို့လူတွေကတော့နော်။သူ့ဘက်မှာဒီလိုမျိုးလက်ထပ်ပို့ရည်ရွယ်ထားတဲ့ကိုမဟုတ်တဲ့တခြားသူရှိနေတာမျိုးတွေနော်။သူ့ဘက်မှာ င်တချို့ဆိုရှိတတ်တယ်လीเนาะဒါမြန်မာကဟဆန်ပေမဲ့လည်းတကယ်မြန်မာကားတွေကပြန်မလဲရှိနေတာပဲเนาะဟိုအရာမိသားစုအတိုင်းဝိုင်းကသဘောတူထားတာတယောက်သူနာမည်ကိုချစ်တာတယောက်သူနဲ့ကိုနဲ့ချာချစ်တာတယောက်တယောက်ပေါ့เนาะအဲ့လိုအဲ့လိုတတိယအောက်စုတွေတတိယလူတွေရှိနေတယ်တတိယပါဆန်တွေရှိနေတဲ့လူတွေဆိုရင်တော့အဲ့ဒီအရာလေးတွေကိုခွင့်လွှတ်ပေးလိုက်ပါတဲ့เนาะမင်းကဘာဖြစ်ဆိုမင်းနဲ့သူနဲ့ချာမှာဒီလိုမျိုးဆွဲဆောင်မှုအားတကူရှိနေတယ်မင်းကလည်းချစ်ချင်းမြတ်တာနဲ့ထိုက်တန်တာဖြစ်တဲ့အတွက်အဆင်ပြေလာပါလိမ့်မယ်တဲ့ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေလာမှာเนาะဒါပေ ေမဲ့ဒီလိုမျိုးခွင့်လွှတ်ခြင်းနေကိုတော့ခွင့်လွှတ်ခြင်းတီးခံခြင်းတရားတွေကိုတော့ကိုကကျင့်သုံးပေးနိုင်မှုလူလိမ့်မယ်เนาะအတိတ်မှာဘာတွေပဲဖြစ်နေနေခွင့်လွှတ်နိုင်မှာဖြစ်မယ်ဘာလို့လဲဆိုတော့ထဲမှာတောက်လျှောက်ပွဲပေါ့เนาะခွင့်လွှတ်ခြင်းတရားတွေဟောနေတယ်အဲ့လိုသာဟောပေးမယ်ကျွန်တော်တို့ကမခွင့်လွှတ်နိုင်ပါဘူးကျွန်မတို့ကမခွင့်လွှတ်နိုင်ပါဘူးလို့ကိုမန်တွေမှမန်လာတယ်တွေ့ရနော်อืมရတယ်လူဆိုတာကိုယ့်ရဲ့ရွေးချယ်မှုအတိုင်းပဲကိုယ့်ရဲ့ယုံကြည်မှုကိုယ့်ရဲ့ရွေးချယ်မှုအတိုင်းပဲဒီလိုပဲ universe ကလည်းကိုယ့်ရဲ့ ရွေးချယ်မှုတွေယုံကြည်မှုတို့ abuse မလုပ်ဘူးเนาะ universe ကလည်းကိုယ့်ရဲ့ရွေးချယ်မှုတိုင်းပဲ life ဖြည့်ဆည်းပေးလိမ့်မယ်ကံဆိုတာကိုယ်အလုပ်ပဲလीနော်ငါအဲခွင့်လွတ်နိုင်ခြင်းမခွင့်လွတ်နိုင်ခြင်းဆိုတာလည်းကိုယ်ဘယ်လောက်နာကျင်ပြီးတော့ကိုယ်ဘယ်လောက်ထိခိုက်ရလဲဆိုတာဘေးလူကမသိနိုင်ဘူးကိုယ်ပဲသိနိုင်တာဟာနော်ဒါပေမဲ့တကယ်ဟိုဘယ်ဘာသာတရားမှမဆိုတော့ခွင့်လွတ်ခြင်းတီးခန့်ခြင်းတွေကတော့ကောင်းတဲ့ဘက်ကိုသွားပါတယ်ဘာလို့ဆိုတော့အမုန်းတရားကြီးเนี่ยမခွင့်လွတ်နိုင်ဘူးလို့နေနေကကိုယ်ตุตุตั้วบ่ฮู้กูตั้วบ่เนาะยังเป็นแม่อ่ะ ဆမတော့လို့ဘယ်သူ့ပေါ်မှာအမုံတရားနဲ့တကြမနေနိုင်မဟုတ်ပင်မလို့ကို့အတွက်ဆမတခါချရင်ကို့ကိုချစ်လာတော့အရန်ချစ်တက်လာလားဘလို့လည်းတော့မသိဘူးအရန်ဟွာဖြစ်တယ်ပေါ့နော်ကို့အတွက်ပင်မစီမရဆိုရင်တိတ်ပြီးစိတ်ထဲမှာတကြမထားတတ်တဲ့သဘောတဘာဝရှိတယ်ပင်ကိုတဘာဝပါဆိုတော့လူတွေကိုလည်းအလိုမုံနေလဲကြာပြီးမမုံတတ်ဘူးဒါပေမဲ့အဲ့ရအာနှစ်ချက်လည်းတခါတည်းဖြစ်တာပေါ့နော်အမှတ်မရှိတလို့ဖြစ်တယ် လထပါတာအဲအဲ့အဲ့လိုမျိုးအခြေအနေတွေပေါ့နော်စကားပြန်ဆက်ရရင်စောနာလိုမျိုးကိုကိုကိုမစ်မန့်မပေးနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့တစ်ဖက်မှာကိုမစ်မန့်ပေးထားတဲ့အနေထားတွေတချို့ဆိုရင်အဲနော်တစ်ဖက်မှာလက်ထက်တဲ့အဆင့်အထိကိုရောက်ထားတဲ့လူတွေလက်ထက်ပြီးသားအချင်းရှိရလူကိုနဲ့မဟုတ်ပဲနဲ့ပေါ့နော်အဲ့လိုလူတွေလည်းပထမ reading တွေရဆံမှဖတ်မိတယ်ဆိုတော့အဲ့လိုအခြေအနေတွေဆိုရင်လည်းဘလို့အခြေအနေပဲဖြစ်ဖြစ်ယုံကြည်ထားပါနော်ရရလဲခွင့်လွှတ်ပေးလိုက်ပါဒါတွေဒီကို ခြင်တွေမဖြစ်ရှင်းနိုင်တဲ့ကိစ္စတွေဖြစ်တယ်လို့တပတ်သူလည်းခြင်တွေမဖြစ်ရှင်းနိုင်ဘူးလीနော်ဘာလို့လဲဆိုတော့တချို့အရာတွေကံကရေးဆွဲထားတဲ့အတိုင်းပဲတတ်မှတ်ထားတဲ့အတိုင်းပဲဖြစ်လာတာအဲ့ဒီကံကဘလို့ဖြစ်လာပြီးတော့ဘာတွေဖြစ်မဲဆိုတာလည်းဘလို့ပါမသိနိုင်ဘူးနော်ဒါကတိကျမတို့လည်းဒါတိလို့ဟောနေရမဟုတ်ကတ်တည်းရပဲပြောနေရအဲ့ရလေးလည်းအစဟောတွေကပြောပြတာတရားရခိုင်တော့ဘသူမှအနာကတ်ကိုဘယ်ဘေးတွင်မဖြစ်ဖြစ်တားတော့ပဲဖြစ်ဖြစ်ကြားမိမယ်ဖြစ်ဖြစ်ဘယ်သူမှတော့လीအ ဟိုအနာဂတ်ဆိုတာဟိုလေနော်ဒူးမတော့တရားရခိုင်လုံးဓာတိဆိုတာရှားတယ်ပြောနိုင်တာရှားတယ်နော်မရှိဘူးလို့ပြောရင်လာပြောပြောချင်မှမို့လို့ဆိုတော့အဲ့ဒါလေးတော့တစ်ချက်သတိထားပေးပါဗောနော်ဟိုဆိုတော့သတိထားပေးပါဆိုတော့ဟိုအစင်ပြေးမယ်ဆိုရင်ပြေးကိုပြေးလာလိမ့်မယ်ဒါမှမဲ့ဈာထဲမှာကြော်ဖြတ်ရမယ့်အရာတွေရှိတယ်ဒီမှာကတ်ထက်ဆွဲပြေးမယ် ုစရာကောင်းလိုက်တာပြုစရာကောင်းလိုက်တာအဲ့ဒီမျိုးပြုစရာကောင်းတဲ့ကတ်တင်မလို့ဝါနဲ့ပြအင်းဒီလိုကတ်တင်ကြလာရင်လေအများကြီးထပ်မဆွဲကျင်တော့ဦးတွေ့လားဘလို့ဒီအပြောင်းလဲဖြစ်လာမလဲကိုဆွဲလိုက်တဲ့အခါမှာဘာမှမမေးနဲ့တဲ့အင်ဂျယ်တွေကတော့ စိုးရင်စရာကိုမလိုတာတဲ့ဒီအုပ်စုတွေကိုပြောလိုက်ပြီเนาะဒီဗီဒီယိုကြည့်မဲ့လူတွေစိုးရင်စရာကိုမလိုဘူးတဲ့မင်းအတွက်ကောင်းမွန်ပြီးတော့အရန်ပျော်စင်ဟာကောင်းစင်ပြောင်းလဲမှုတွေဖြစ်ကိုဖြစ်လာမှာတဲ့ဆိုတော့ရပြီလေเนาะဒီနှစ်ခုနဲ့လုံလောက်သွားပြီလုံလုံလောက်ထားလဲဆိုတော့ဘာဒီပြောင်းလဲဖြစ်လာမလဲလို့ကြည့်လိုက်တဲ့အခါမှာဘမမမင်းနေတဲ့ဘမလည်းမကြည့်နေနဲ့ဖြစ်လာသမျှအပြောင်းလဲတွေအားလုံးဒီမင်းအတွက်ပျော်စရာကောင်းပြီးတော့မင်းဘာမှစိုးရင်နေအခုစိုးရင်နေရရှိတာပေါ့เนาะစိုးရင်မှုတွေရှိတယ်အစင်းမမပြေတာစိုးရင်မှာပေါ့เนาะအစင်းပြေနေလဲ စိုးရင်နဲ့စိတ်ကရှိရပဲမစိုးရင်နဲ့တဲ့မင်းတို့ကောင်းမွန်တဲ့အရာတွေကောင်းမွန်တဲ့အပြောင်းလဲတွေကြီးကြီးမားမားအောင်ဖြစ်လာတော့မှာတဲ့ဆိုခုနကတောင်းလျှောက်ကျွန်မဟောသွားတဲ့ဥစ္စာတွေအကုန်လုံးရတာဏိကုန်ချုပ်ပဲဘာလို့လဲဆိုတော့ရှေ့မှာအများကြီးပဲအုပ်စုတွေခွဲပြီးပြောခဲ့လေနော်ဟိုကောင်းတာတွေပဲဖြစ်လာမယ်နော်ကိုယ်နဲ့သက်ဆိုင်တဲ့ energy ကိုယူပါအဲတော့ပြန်ပြီးအနည်းချုပ်ရရင်အဲဘာမှဆိုရင်ကြမလို့ကောင်းမွန်တဲ့အပြောင်းလဲတွေဖြစ်လာမယ်အဆက်အသွယ်ပြည့်နေလူတွေပြင်းရမယ် um သွေးအေးနေတဲ့လူမျိုး ghost သွားတဲ့လူတွေဆိုရင်လည်းပြန်ပြီးအသစ်စတင်ခြင်းတွေရှိမယ်ချစ်ချစ်မေတ္တာရယူပိနေရနော်ကိုယ့်ကိုသူကအယမ်းချစ်တယ်သူနဲ့ကိုယ်နဲ့အယမ်းချစ်တယ်မာကြီးမင်းကအယမ်းချစ်စရာကောင်းပါဆိုတော့ခဏခဏပြောတယ်ခဏခဏဆိုတော့ဆယ်မိုင်ခေါင်းနဲ့အဲ့ဒီကိစ္စကြီးအများရရောက်လာတော့သူနဲ့ကိုယ်နဲ့ကျမှ attraction တစ်ခုရှိနေပြီကိုကလည်းတကယ်ကိုဘယ်လိုပုံစံမှဖြစ်ဖြစ်သူမျက်စိထဲမှာချစ်စရာကောင်းလာကိုကလည်းချစ်ချစ်မေတ္တာနဲ့ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်နေပြီနော် energy တခုက healing ကအတိုင်းအတာတခုတည်းရောက်နေပြီလို့ဆီမမြင်နဲ့ကောင်းပါတယ်ဒီ video နားထောင်နေတဲ့လူတွေရဲ့ energy လေးကောင်းတယ်လို့မြင်ခံစားရတယ်တော်တော်လေးလဲစူးစမ်းထားတဲ့အသီးပွင့်ရလက်တွေခံစားရတော့မယ်အဲ့တော့မင်္ဂလာကိစ္စစီစဉ်နေတဲ့လူတွေမင်္ဂလာသတင်းကအခက်အခက်အနောက်ရှက်တွေအများကြီးရှိနေကြတာနဲ့အဆင်ပြေသွားလိမ့်မယ်음အိမ်ထောင်ကြီးကတော့ကစားဖြစ်နေတဲ့လူတွေကိုဝင်သတင်းလေးတွေပါလေးခလေးဘေဘီလေးတွေသတင်းတွေကြားပြီးတော့အဆင်ပြေသွားလိမ့်မယ်တတိယလူအနောက်ဆက်တည်ရှိနေတယ်เนาะဒီ connection ကရှေ့ဆက်ဖို့ခက်နေတဲ့လူတွေလည်း ဘာလဲတော့မသိချာမပြောနိုင်ပြီမြင်နော်ကောင်းမွန်တဲ့အပြောင်းလဲတွေကို့အတွက်အဲ့ဒီအပြောင်းလဲကဒီကကောင်းကိုကောင်းမှုဖြစ်လာတဲ့အပြောင်းလဲတွေရောက်လာတော့မယ်နော်နောက်တစ်ခုအလုတ်ကင်ငွေကြီးချားခံပြီးအဆင်ပြေဖြစ်နေတဲ့လူတွေပါတယ်အဲ့ဒီလူတွေအတွက်လည်းအဲ့ဒီအလုတ်ကင်ငွေကြီးလူမှုရေးတွေအစရအဆင်ပြေပြီးတော့အချစ်ရေးပါပြန်ပြီးအဆင်ပြေသွားလိမ့်မယ် energy ဒီလုံးဝကောင်းတယ်နော်อืมအဲ့တော့အဲ့ကောင်းတဲ့ energy တွေအကုန်လုံးယူကြပါမယ်နော် ဒီမှာပဲရက်လိုက်မယ်နော်ဒီလိုမျိုးဒီကာလအကျော်ဒီသတင်းကျုပ်ကာလအကျော်မှာဘယ်လိုမျိုးเนาะအချစ်ရေးဒါမှမဟုတ်အလုပ်အကိုင်းမှာဘယ်လိုအပြောင်းလဲတွေဖြစ်လာမလဲလို့သိချင်ဆရာမကြီးကိုเนาะဒီလိုဒီလိုဒီဒီဟာလေးကို screenshot ရိုက်ပြီးတော့လာမီးလို့ရတယ်အချစ်ရေးတက်တက်အလုပ်ကန်တက်တက်တော့ဟောပြီးတယ်เนาะဆရာမဘာဖြစ်လို့ကက်တွေဆွဲရအစားမတူလို့လေ energy ယူတာလည်းမတူလို့เนาะဟို ဟိုဘယ်လိုပြောရမလဲအချီရောလောက်ကန်ရောနှစ်ခုစလုံးရောပြီးရောဆီမာကြီးကြည်ပေးပါကျွန်တော်ဖလိုဝါလေးညံပူဆောင်ကတော့တသက်ယူပါတယ်လို့ဆိုတော့ဒီမှာပဲရန်လာလိုက်မယ်เนาะဒါမဲ့တစ်ခုရှိတာကအဲ့ဒီတီးတန့်မေးခြင်းလေးရတော့ ကျွန်မကခဏခဏမေးတယ်ဘယ်လိုဆက်သွယ်ရမလဲဆို YouTube ကလူတွေတော့အထူးသဖြင့်မေးတယ်အဲ့တော့ကျွန်မလက်တလုံးမှာတော့ Telegram နဲ့ Facebook Messenger ကိုပဲဆက်သွယ်လို့ရပါသေးတယ်အဲနောက်တစ်ခုကတော့နောက်တစ်ခုအမေးများတာကအော်ဒီလိုမျိုးတည်တံ့လေးတွေမေးခြင်းပြီးဆိုရင် booking တင်ရတယ် booking ရဆောင်းရတယ်နော်อืมဒီဆရာမပို့ဆိုတာပေါ့နော် energy ကောင်းတဲ့အချိန်ယူရပြီးတော့မှအေးဆေးဆေးဟောပေးတဲ့အကြံလည်းရှိနေတော့ဟို booking လေးနည်းနည်းဆောင်းရတယ်နောက်တစ်ခုက င်းဈာထဲမှာလည်းเนาะကျွန်မတခြားအလုပ်ကိစ္စလေးတွေရောကျွန်မကြီးတခါတည်း energy မကောင်းဆိုတာလည်းဆရာမကျွန်မကြီးအဆင်မပြေတဲ့အချိန်တွေရောပေါ့เนาะအဲ့လိုအချိန်တွေဆိုရင်လည်းရက်နာတယ်ပေါ့နောက်တစ်ခုကတော့တီးတက်မိပြီဆိုရရတော့ဟိုကပေးရတယ်เนาะအချက်လက်ပေးရတယ်သုံးမွေဆိုင်3ယောက်အကြောင်းကိုမိတယ်လို့ဆို3ယောက်အချက်လက်အနည်းဆုံးတော့နာမည်နဲ့ ပုံနဲ့ပေါ့နော်နေနာမသိရင်တော့မှဒီလောက်တော့ပေးရတယ်၃ချောင်းစလုံးအချက်လက်ကို့အကြောင်းမဲ့တည်တံမိခြင်းနေဆိုရင်တော့ကို့တယောက်တည်းအချက်လက်ပေါ့နော်ဒါလေးလိုတယ်၂ယောက်အကြောင်းမိမယ်ဆိုရင်တော့၂ယောက်အချက်လက်ပေါ့ဒါလေးတွေကတော့အဓိကလိုတယ်မဖြစ်မနေရတော့ကို့အတွက်အချက်လက်လိုတယ်နော်နာမည်နဲ့နေနာနဲ့ပုံပေါ့ဒါလေးတော့တောင်းတတ်ပါတယ်ဘာလို့လဲဆိုတော့ဒါလည်းအမြင်ရှင်းရတယ်อืมဟောပေါ့ energy ယူပြီးတော့ကြည်ရလीเนาะဟိုကျွန်တော်တို့ကြာတယောက်နဲ့တောင်မြင်ဘူးတာလည်းမဟုတ်ဘူးမြင်မှာဟောနေရလည်းမဟုတ်တော့ဒါလေးတွေတော့ကြည်ပြီးတော့ဟောရပါတယ်လို့နောက်မဆိုရင်လည်းငွေကြေးတစ်ခုယူပြီးတော့ဟောတာဖြစ်တာဖြစ်တဲ့အတွက် energy လေးလည်းပိုတီးကြချင်တာပေါ့เนาะမှတ်ပြီးတော့ဟောလို့ရပါမယ်ဆိုတော့အဲ့ဒါလေးတွေတော့ နားလည်ပြီးပါလို့လုံခြုံရေးတလဲစိတ်ချပြီးပါလို့နော်နောက်တစ်ခါဒီဆရာမအကြောင်းသိတယ်လို့တော့သိနေပါပြီဟောပြီးရင်ဘာမှမမှတ်မိတယ်လို့နော်အဲ့တော့သတင်းပြန်ပါလေဘာရတော့စိတ်မပူပါနဲ့တကယ်ကိုမမှတ်မိတတ်တာပါလူတွေလည်းများတော့လေနည်းနည်းများများပါတချို့ညာတွေဆိုလည်းဘုကင်တယောက်တလီတယောက်နှစ်ယောက်လောက်ပဲလက်ခံပြီးမှဒီဆရာမဟောပြီးရတယ်မိတယ်တယ်ဆိုတော့အဲ့ဒီကိစ္စတွေတော့ဘာမှစိတ်မပူပါနဲ့လို့လုံခြုံရေးကိစ္စတွေတော့နော် တော့နောက်မှပြန်တွေ့ကြမယ်ဒီဘူရီဂျင်လေးကတော့ energy အများဆုံးကတ်မယ်ကိုက်မယ်လို့ထင်ပါတယ်เนาะအရှိမလည်း energy ကိုက်တာကိုက်ခဲ့တာဆိုတော့အဲ့တော့ energy ကိုက်တဲ့လူတွေဒါလေးကို screenshot လေးပြပြီးတော့ screenshot လေးပြပြီးတော့ဟိုတိတန်လေးမိချင်းတဲ့လူတွေအဲလာမေးလို့ရပါပြီလို့เนาะ booking လာတင်လို့ရပါပြီလို့ဒီရက်ထဲ emergency 24နာရီအတွင်း booking booking နဲ့လက်ဆက်မှာဖွင့်ပေးထားမယ်เนาะအဲ့တော့တက်တာပါနောက်မှပြန်တွေ့ကြမယ်